你年嘞，你曾少年嘞，用 <noise> 血 ဟာလေလုယာအားလုံးပဲမင်္ဂလာပါအားလုံးလည်းဒီနေ့မှပြန်လည်ပြီးတော့တွေ့ရတာအထူးပဲဝမ်းသာတယ်ဖရာတခင်ရဲ့နှုတ်ကပတ်တော်ကတန်လှဲ့တကာတိုးထက်ထက်မြက်တယ်လို့ပြောတယ်ဒါကြောင့်နှုတ်ကပတ်တော်ကအရာခတ်သိန်းကိုပြုတ်ပြင်ပြောင်းလဲစေနိုင်တာဖြစ်တယ်ကျွန်တော်တို့ဘဝတစ်ခုလုံးကိုပြောင်းလဲဖို့ရန်အတွက်နှုတ်ကပတ်တော်အများကြီးမလိုဘူးတခါတလေမှာဖရာတခင်ရဲ့စကားတခွန်းပဲလိုတယ်ဖရာတခင်ရဲ့စကားတခွန်းဒီ ကျွန်တော်တို့ဘဝတစ်ခုလုံးကိုအပြောင်းလဲဖြစ်စေတာဖြစ်တယ်ဟာလေလုယာဒီနေ့ဖရာတခင်နှုတ်ကပတ်တော်ကတခွန်းမကတိညာမှာတင်ကြားမှာဖြစ်တယ်ဒါကြောင့်တင်းဘဝတစ်ခုမဟုတ်ပဲနဲ့တားစင်မြည်ဆက်ပြောင်းလဲပါစေဟာလေလုယာကျွန်တော်နဲ့သူနှုတ်ကပတ်တော်ရှေးဦးစွာဖတ်ကြည့်အောင်ကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေဝချင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေဝချင်းဆိုတာကဘလိုမျိုးဘလိုမျိုးပြေဝရမလဲဘလိုမျိုးပြေဝနိုင်မလဲ အဲ့ဒီနီလန်းကိုအနည်းငယ်ပြောပြချင်တာဖြစ်တယ်အာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝလာရင်ဘာတွေဖြစ်မလဲဆိုရင်တပါဝတ်လွန်တော်အရာတွေကိုကျွန်တော်တို့ကလုံနိုင်မှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်မပါဘဲနဲ့ကျွန်တော်တို့ကိုယ်အလိုလျောက်ဘာမှမလုံနိုင်ဘူးဖြစ်တယ်ကိုယ်အလိုလျောက်ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်မဆာချင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့ power မပါဘဲနဲ့ ကျွန်တော်တို့တဘာဝလွန်တော့အရာတွေကိုမလုနိုင်ဘူးဖြစ်တယ်လူသူများလို့ပဲကျွန်တော်တို့ဖြစ်မှာဖြစ်တယ်ဒါကြောင့်သူများလို့တင်မဖြစ်ချင်ဘူးသူများဆုံးရှုံးတဲ့ချိန်မှာတင်မဆုံးရှုံးချင်ဘူးသူများခက်ခဲတဲ့ချိန်မှာတင်မခက်ခဲချင်ဘူးဆိုရင်တေချာပေါက်တဲ့ဟာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့သူဖြစ်ဖို့လိုတယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့ចန်းစာထဲမှာပုံကိုယ်တွေရှိတယ်သူတို့ဟာသူများနဲ့မတူဘူး ယောသဟာတန်ရှင်တော်ဝိညာဉ်တော်ဖရာသခင်ရဲ့ဝိညာဉ်တော်နဲ့ပြေဝတယ်လို့ပြောတယ်ဟာလေလုယာဒါကြောင့်သူများနဲ့မတူတဲ့ပုံစံနဲ့အောင်မြင်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တို့ကပါလေတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝလာတဲ့ခါပါရိုးရိုးတမန်လူမဟုတ်တော့ကျွန်တော်တို့ကတဘာဝလွန်လူသားတွေဖြစ်သွားပြီဖရာကဲတို့ဖြစ်သွားပြီကျွန်တော်တို့ကစာထဲမှာပါပြောလေတင်တို့ဒီဖရာများ ဖြစ်ကြတယ်ဖျားများအဲ့ဒီဖျားရဲ့ quality ဖျားတခင်နဲ့တူတဲ့တရံကျမ်းစာထဲမှာဗာပြောလဲကဘာဦးကျမ်းထဲမှာခန်းကြီးတက်မှာငါတို့ပုံတရံတော်နဲ့အညီလူကိုဖန်ဆင်းကြဆိုဖျားတခင်ကျွန်တော်တို့ကိုဖန်ဆင်းကလေးကနေတူနဲ့တရံနဲ့ဖန်ဆင်းတယ်တန်ကြောင့်ကျွန်တော်တို့ကဗာလဲတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝါချင်းဆိုတာကဗာလဲဖျားတခင်နဲ့ တရံသေးတရံတူညီခြင်းဖြစ်တယ်ဟာလေလုယဖရာသခင်ကဲတို့လုံနိုင်တဲ့သူဖြစ်တယ်ဖရာသခင်ကဲတို့နေထိုင်နိုင်တဲ့သူဖြစ်တယ်ဒါကြောင့်မိတ်ဆွေညီကောင်မတို့များကျွန်တော်တို့ရဲ့အတက်တာထဲမှာတန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေဝခြင်းဒီအလုံးပဲအရေးကြီးတယ်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော် ਨੇ ကျွန်တော်တို့ဘလို့ပြေဝမလဲဟာလေလုယကျွန်တော် ਨੇ သူရှင်ယောဟန်ခရစ်ကျန်အခန်းကြီး20အငယ်22မှာဖတ်ကြည့်အောင်ထိုးသူအပေါ်၌ မုတ်လျက်တင်လို့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုခံကြတော့ယေရှုခရစ်တော်ကတပည့်တော်တွေကိုပါလို့တာလေတန်ရှင်တော်ဝိညာဉ်တော်ကိုမှုတ်လိုက်တယ်ခံကြတော့ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ယေရှုကသူတို့အပေါ်မှာမှုတ်လိုက်တဲ့အခါမှာသူတို့ရဲ့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကဝင်ရောက်ချိန်ဝင်တယ်ဒီနေ့ညီကောင်မောင်တို့တို့ဒီမှာရှိတဲ့ညီကောင်မောင်တို့တွေကိုပြောပြချင်တယ်တန်ရှင်တော်ဝိညာဉ်တော်ပထမအဆင့်အနေနဲ့ယေရှုခရစ်တော်ကို သိနိုင်တဲ့ကယ်တင်ခြင်းအတွက်လာတဲ့တန်ရှင်တော်ဝိညာဉ်တော်ရှိတယ်။မယုံကြည်သူတယောက်ကဖယားကိုမတိတဲ့သူတယောက်ကယေရှုခရစ်တော်လှုပ်ဆောင်ပေးခဲ့တဲ့အရာကိုမမတိတဲ့သူတယောက်ကယေရှုကိုနားလေသဘောပေါက်ဖို့ရန်အတွက်ဘာလို့လဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဖယားလိုတယ်။ဒါဆိုရင်ယေရှုခရစ်တော်ကိုလက်မခံခင်ကတည်းကနေတန်ရှင်တော်ဝိညာဉ်တော်ကသူတို့ရဲ့အထဲမှာခြင်းဝတ်တယ်။ဘာအဖြစ်ခြင်းဝတ်တာလဲဆိုရင် ဒီတည်စကားကိုဒီအေဝံဂေလိကိုဟောနေတဲ့အချိန်မှာဟောတဲ့သူကပါလေသူတို့အထဲကိုလေမှုတ်လိုက်တာအတိတ်ပဲပါလေအေဝံဂေလိတရားကိုသူကမှုတ်သွင်းလိုက်တယ်ယေရှုခရစ်တော်ရဲ့တည်စကားကိုပြောနေရင်တန်ရှင်တော်ဝိညာဉ်တော်ကသူတို့ရဲ့အထဲကိုဝင်ရောက်ကိန်းဝတ်တဲ့အခါမှာယေရှုခရစ်တော်ဘသူလဲဆိုတာကိုသူဖွင့်ပြချင်းခံရတယ်ဒါဆိုရင်လူတယောက်ရဲ့အထဲမှာယေရှုခရစ်တော်ကိုလက်မခံခင် တန်ရှင်တော်ဝိညာဉ်တော်ဒီအရင်ဆုံးနေရာယူရတယ်တန်ရှင်တော်ဝိညာဉ်တော်နှလုံးသားထဲမှာနေရာယူတဲ့အခါမှာနှလုံးသားတကားကိုဖွင့်ပေးလိုက်တယ်အဲ့ချိန်မှာယေရှုခရစ်တော်ကဘယ်သူလဲဆိုတာနားလေတယ်ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်လူတယောက်အထက်ကိုဘယ်လိုဝင်တယ်လဲဘယ်လို transition ဖြစ်လာတာလဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အေဝံဂေလိဆရာတယောက်ယောက်ဆရာတပါးပါအေဝံဂေလိဟောနေတဲ့အချိန်မှာသူ့ရဲ့အထက်ကိုဝိညာဉ်တော်က invitation ရတယ် season အသေးပြပါလေအေဝံဂေလိခေါ်ခြင်းဒီတန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေဝတဲ့သူဖြစ်ပေါ်ရတဲ့တိတ်အရေးကြီးတယ် hallelujah ဒါကြောင့်စကားပြောနေရင်ねအမေယုံကြည်သူတယောက်ကကိုပြောနေတဲ့စကားကိုအာယုံစူးစိုက်တဲ့ချိန်မှာ focus ထားတဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်ကသူ့အထဲကိုနေရာယူပြီးယေရှုတည်င်းစကားကို ပြောတဲ့ခါမှာ तू နားလေနိုင်ဖွယ်နဲ့တန်ရှင်တော်ဝိညာဉ်တော်မာစားတယ်။အရာအားလုံးဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့မာစားခြင်းဖြစ်တယ်။ယေရှုခရစ်တော်ကိုယုံကြည်လက်ခံနိုင်ဖို့ဝိညာဉ်တော်ရဲ့မာစားခြင်းလိုတယ်။ပထမဆင့်အနေနဲ့ဧဝံဂေလိတရားဟောနေရင်းနဲ့ဝိညာဉ်တော်တို့အထဲမှာဝင်ပြီးတော့ကျင်းဝတ်တဲ့ခါမှာဒါကပါလေဆိုရင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုမှုမှုလိုက်တဲ့ဝိညာဉ်တော်ဖြစ်တယ်။အဲ့ဒီပုံစံဖြစ်တယ်။ယေရှုခရစ်တော်က ထိုသူတို့အပေါ်အပေါ်၌မှုလျက်တင်တို့ဒီ tensional ဝိညာဉ်တော်ခံကြတော့တပည့်တော်တွေကအဲ့ဒီနေ့ကနေစပြီးတော့ tensional ဝိညာဉ်တော်ကိုခံရကြတယ်။ဒါဘလို့ပုံစံအနေနဲ့သူတို့ကခံရကြတာလဲဆိုရင်အဲ့ဒီ tensional ဝိညာဉ်တော်ရဲ့ရာကကျွန်တော်နဲ့သူချမ်းသာတဲ့ဘိုက်ကိုဖတ်ကြည့်ရအောင်။နှစ်ကောခံကြီးတင်းအငယ်22နှစ်မှာထိုဖျားသခင်သည်ငါတို့ကိုတစိတ် ခတ်၍ငါတို့စိတ်နှလုံးထဲ၌ဝိညာဉ်တော်တည်ဟူသောစင်ရန်ကိုတွင်းပေးတော်မူ၏ယေရှုခရစ်တော်မှုတ်လိုက်တဲ့ဝိညာဉ်တော်ကပါလေစင်ရန်အနေနဲ့ကယ်တင်ခြင်းအတွက်အခုလူတွေကယ်တင်ခြင်းရတဲ့ချိန်မှာအရင်ဆုံးသူတို့ခံရတဲ့ဝိညာဉ်တော်ကစင်ရန်အနေနဲ့ခံရတဲ့အခါမှာ တဆိတ်ခတ်ခြင်းကိုခံရတဲ့အခါမှာယေရှုခရစ်တော်ကိုဖွင့်ပြခြင်းခံရပြီးယေရှုခရစ်တော်ကိုသူတို့ကနားလေရတဲ့ခွင့်ကိုရတယ်။ဒါကြောင့်ကယ်တင်ခြင်းရရခြင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကိုခံပြီးသွားပြီ။တန်ရှင်တော်ဝိညာဉ်တော်ကိုစင်ရန်အနေနဲ့ခံရပြီးသားဖြစ်တဲ့ဒီလူတွေက hallelujah ။ဒါဆိုရင်ဒီတန်ရှင်တော်ဝိညာဉ်တော်စင်ရန်အနေနဲ့ပဲမဟုတ်ပဲနဲ့အပြီးခြေလိုက်တယ်လို့မျိုးပဲ။ကျွန်တော်က devotion ဒီ devotion ပေးတယ်လို့တယ်လို့မျိုးပဲ။ဒီ devotion ကအချိုးတော်လေးပဲကျွန်တော်တို့ကပေးရတယ်။ အာအိမ်ဝဲတဲ့ဆိုရင်အိမ်အပီးမချေခင်မှာဒီပိုးစစ်ပေးရတယ်အဲ့ဒီဒီပိုးစစ်ကအနည်းငယ်ပဲဖြစ်တယ်ဒါပေမဲ့အပြည့်ဝခြေဖို့ရန်အတွက်ကတော့သူကအများကြီးပမာဏလိုတယ်ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြည့်ဝတယ်ဆိုတာကဗါလေဒီပိုးစစ်မဟုတ်တော့အကုန်လုံးအကျွင်းမဲ့နေရာတိုင်းမှာဖြစ်တယ်ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော် ਨੇ ဘယ်လိုပြည့်ဝမလဲအခုနည်း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 ဟိုနားနည်းနည်းဒီနားနည်းနည်းအဲ့လိုမျိုးမဟုတ် တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝချင်းဆိုတာဒီတန်ရှင်တော်ဝိညာဉ်တော်ကိုကန္တအတီးဒီမှာကျွန်တော်တို့ကနေရာပေးတဲ့ပေးခြင်းဖြစ်တယ်။ဥပမာမိသားစုထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးတယ်ဆိုရင်အဲ့ဒီမိသားစုထဲမှာဝိညာဉ်တော်ကအပြည့်အဝနေရာယူထားတယ်။လုပ်ငန်းခွင်ထဲမှာဘယ်ကန္တမဆိုတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးတဲ့နေရာတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကနေရာယူထားတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝက ကန်တတ်တခုခုမှာနေ့စင်တိုင်းမှာ24နှစ်အမြဲတမ်းတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ကကန်တတ်အတီးတီးမှာနေရာပေးမယ်ဆိုရင်အဲ့ဒီနေရာတိုင်းကတန်ရှင်တော်ဝိညာဉ်တော်နေရာယူတာဖြစ်တဲ့အတွက်အဲ့ဒီနေရာကဝိညာဉ်တော်နဲ့ပြေးဝတဲ့ကန်တတ်တွေဖြစ်တယ်။ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်နဲ့မပြေးဝဘူးဆိုတာကပါလေနေရာကိုမပေးထားတာဖြစ်တယ်။ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ရှိလာဆိုရင်ရှိတယ်။ဘယ်ထဲမှာလဲ။နှလုံးသားထဲမှာစင်ရန်အနေနဲ့ တစိတ်ခတ်ခြင်းကိုခံရတယ်။ဒါပေမဲ့ကန္တအတိအသေးတွေရှိတယ်။မိတ်ဆွေညီကောင်မတို့တို့တင့်ဘဝမှာဘယ်ကန္တကပြဿနာရှိတယ်လဲ။ဘယ်ကန္တကအာနေနေတယ်။ဘယ်ကန္တမှာချုံရင်းချက်တွေရှိနေတယ်လဲ။ဘယ်ကန္တမှာလိုအပ်ချက်တွေများနေတယ်လဲ။တန်ရှင်တော်ဝိညာဉ်တော်ကိုအဲ့ဒီကန္တထဲမှာ နေရာပေးတယ်ဆိုရင်အဲ့ဒီနေပဲမှာနေရာပေးတယ်ဆိုရင် သူနေရာယူမယ်ဒါဆိုရင်တင်ဟာအဲ့ဒီကန္တနဲ့ပတ်သက်ပြီးတော့တင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြောရတဲ့သူဖြစ်တယ်ဝိညာဉ်တော်အဲ့ဒီကန္တတခုခုမှနေရာယူရင်နည်းနည်းလေးယူမှာမဟုတ်အပြည့်ဝယူမှာကျွန်တော်တို့ကပါလေနည်းနည်းဆိုတာစင်ရန်အနေနဲ့ခံရတဲ့ဟာနဲ့မပြီးတော့ပဲねနေရာတိုင်းမှာနေတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့နေရာပေးရမှာဖြစ်တယ်ဟာလေလုယအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကပါလေဆိုရင်ပမာဏတွေရှိတယ်တော့ပမာဏတော့ level တွေ ရှိတယ်နေရနေပဲတွေရှိတယ်ဒါကြောင့်ရေစကြေလအခန်းကြီး50ခွန်းအငယ်၃မှာကျိုးကိုကင်တော့သူသည်ရှေးတို့သွားပြီးလေအတောင်တထောင်စိတ်အောင်တိုင်း၍ငါးကိုကူးစေဤရေသည်ဖဖမြစ်တို့မိလေဤတဖံအထောင်တထောင်စိတ်အောင်တိုင်း၍ရေကူးစေပြန်လေရေသည်ဒူးကိုမိလေဤတဖံအထောင်တအတောင်တထောင်စိတ်အောင်တိုင်း၍ ကူးစေပြန်ရင်ရေဒီခါးကိုမေးလေတပန်အတောင်တထောင်စေးအောင်တိုင်းတော့အခါမကူးနိုင်တော့မြစ်ဖြစ်လေမကူးမြစ်ဖြစ်လေရေထတ်တော့ကြောင့်နင်း၍မကူးနိုင်ခြေထောက်၍မမီပဲကူးရတော့မြစ်ဖြစ်၏တန်ရှင်တော်ဝိညာဉ်တော်ရဲ့နေပဲကသူကလေပဲရှိတယ်သူကဟိုခုနစံစာထဲမှာဖတ်တယ်လို့မျိုးပဲ ခြေမျက်စိသိရှိတဲ့ဒူးသိရှိတဲ့ခါသိရှိတဲ့ဟိုခြေထောက်လုံးမမီတော့တဲ့နေပဲသိရှိတယ်။ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ပမာဏကစင်ရမဲ့မဟုတ်ပဲနဲ့ကျွန်တော်တို့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုဘယ်လောက်ထိနေရာပေးတယ်။တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ကဒီမှာအတောင်တထောင်စိတ်အောင် တိုင်းတဲ့ခါမှာတဲ့ခြေမျက်စိသိရေရတက်လာတယ်။ဒုတိယတထောင်လောက်ပြန်တိုင်းတဲ့ခါမှာ ဒူတီတီပေါ်လာတယ်မြင့်လာတယ်တတိယခါတိစထုထကူးလို့မနိုင်တော့တဲ့အထိဖြစ်လာတယ်ဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ကပါလေတစ်ချိန်ပဲနေရာပေးလို့မရတစ်ချိန်ပဲစာငါလို့မရတနေရာပဲဖျားချောင်းသွားတဲ့ချိန်မှာပဲကျွန်တော်တို့ကနေရာပေးလို့မရဒါဆိုရင်ချိန်မျက်စိလောက်ပဲရောက်ဒါဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိလိုချင်လဲနေရစင်တိုင်းမှာ နေရာတိုင်းမှာကံတဲ့အတီးတီးမှာတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘဝကလမ်းလျှောက်ကြမလို့ပဲနဲ့ဈီးမျောလို့ရတယ်ဟာလေလုယာဟာလေလုယာတန်ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မြင့်ရည်ကိုကျွန်တော်တို့ကကူးခတ်လို့ရပြီဒါကြောင့်ဘဝမှာကျွန်တော်တို့အแทးမှာခြေတော့ညောင်းပြီးတော့ကျွန်တော်တို့ကလမ်းလျှောက်ကြမလို့တော့ရေပေါ်မှာကျွန်တော်တို့ပေါ်လို့ပေါ်ပြီးတော့ကျွန်တော်တို့က ကူးခတ်တယ်လို့ပဲစီးမျောတယ်လို့ပဲတန်ရှင်တော်ဝိညာဉ်တော်နဲ့အတူကျွန်တော်တို့ကဘာကြီးမှာနေရာအတီးတီးမှာကျွန်တော်တို့ပြန်တန်းလို့ရပြီ hallelujah hallelujah အရင်တော့ငါတေဟာအေဝံဂေလိဟောတယ်ခြေချင်ဟောတယ်ခွာလေရင်နဲ့ဟောမယ်နောက်ဆိုဆက်တလိုက်နဲ့ဟောမယ်အာမင် hallelujah တန်ရှင်တော်ဝိညာဉ်တော်နဲ့တင်ဘလောက်ပြည့်ဝတယ်လေတင်ပထမတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပြည့်ဝခြင်းကပမာဏကဘလောက်လဲဆိုရှုပ်ပွက်တွေထဲမှာ ်မီးတွေမရှိတဲ့ကြားထဲမှာချင်တော်ထဲမှာသင်တရားဟောရတယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုနေရပေးရင်ပေးရင်နဲ့အိုတန်ရှင်တော်ဝိညာဉ်တော်ကိုစာငါရင်ငါရင်နဲ့တဲ့ဝိညာဉ်တော်နဲ့ပြည့်ဝလေလေပြည့်ဝလေလေသင်နေပဲလေပဲတွေကမတူတော့ဘူးသင်ဟာကဘာကိုကူးခတ်တဲ့သူဖြစ်လာမယ်အာမင်ဟာလေလုယာသင်ဟာ you are ပတ်တဲ့သူပဲမဟုတ်တော့ဘူးသင်ဟာနိုင်ငံပတ်တဲ့သူပဲမဟုတ်တော့ဘူးသင်ဟာကဘာပတ်တဲ့သူဖြစ်လာမယ်ဘယ်ချိန်မှလဲတန်ရှင်တော်ဝိညာဉ်တော်နဲ့သင်ပြည့်ဝလာရင် hallelujah ိတ်ဆွေညီကောင်မောင်တို့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝချင်းဟာအရင်အရေးကြီးတယ်။ဒါကြောင့်ကျွန်တော်တို့ကနေရစင်တိုင်းမှာကျွန်တော်တို့ရဲ့ဂန္ဓာအတီးသေးမှာတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးဖို့အရေးကြီးတယ်။အာမင်ဟာလေလုယ။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုဟောနေရာပေးတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝလာတဲ့အခါမှာဘာဖြစ်လာမလဲဆိုရင်ဟေရှာယအခန်းကြီး7အငယ်နှစ်မှာဒီလိုပြောတယ်။သာရဖျားကြီးဝိညာဉ်တော်တီးဟူသောဉာဏ်ပညာကိုပေးတော်ဝိညာဉ်။နံပါတ်1ပါပေးမယ်။ဉာဏ်ပညာကိုပေးမယ်။ မိတ်ဆွေညီကောင်တော်များကြောင်းကနေမတင်ပေးနိုင်တဲ့တိတ်ပံကနေမတင်ပေးနိုင်တဲ့ဉာဏ်ပညာတွေကတန်ရှင်တော်ဝိညာဉ်တော်ကပေးမယ်။ဟာလေလုယာလူတွေကြံရွေ့မမိနိုင်တဲ့ဉာဏ်ပညာပေးမယ်။ပြီးတဲ့ခါကျဘာပြောလဲ။ကြံစီတက်စွမ်းနိုင်တော်တတိကိုပေးတော်ဝိညာဉ်ပြုလျာရာ၌တီထွန်းနိုင်တဲ့အတိတ်အထုအတိတ်အဆန်းတွေကိုလုံနိုင်တယ်။ပြီးတဲ့ခါကျရင် ရရင်ချင်းတက်သိရှိတယ်ဧဝံဂေလိဟောဖို့တက်သိရှိတယ်အတင်းတော်စားဖို့တက်သိရှိတယ်တရားဟောဖို့တက်သိရှိတယ်ဒါပါလေတန်ရှင်တော်ဝိညာဉ်တော်ထံကနေလာတဲ့အရာဖြစ်တယ်တတိယတစ်ခုကပါလေသာရဖျားကိုတိ၍ကြောက်ရွံ့သောတဘောကိုပေးတော်ဝိညာဉ်တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြေဝလာတဲ့အခါမှာဖျားသခင်ကိုအလွန်ကြောက်ရွံ့တဲ့သူအလွန်ယိုတည်တဲ့သူအလွန်အော်နာပေးတဲ့သူဖြစ်လာမယ် မိတ်ဆွေညီကောင်မတို့တော့တန်ရှင်တော်ဝိညာဉ်တော်နဲ့တင်ပြေဝလာမပြေဝလာဘာကိုကြည့်ပြီးသိနိုင်မလဲတင်ဖရားကိုဘလောက်ကြောက်ရွံ့တယ်လဲတင်ဖရားကိုဘလောက်အော်နာပေးတယ်လဲပြီးတဲ့အခါကျရင်တင်ဘလောက်ဉာဏ်ပညာရှိတယ်လဲဘလောက်တင်ဟာအာအတိတ်အစမ်းနေတင်ဘလောက်လုံနိုင်တယ်လဲပြီးတဲ့အခါကျရင်တင်ဘလောက်တတ်သိရရင်ချင်းရှိတယ်လဲဒါကတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့သဘောတဘာဝဖြစ်တယ်ဟာလေလုယာ ဟာလေလုယာနောက်တစ်ခုကျွန်တော်နဲ့တူကျမ်းစာတစ်ပိုက်ဖတ်ရအောင်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး16ငယ်73မှာတမန်တရားနဲ့ပြည့်စုံတော်ထိုးဝင်းရင်တော်သည် ရောက်လာတော့အခါတမန်တရားကိုတင်တို့အားအကျွဲ့မဲ့တွင်တင်ပြတ်တက်လိမ့်မယ်ထိုးဝင်းရင်တော်သည်ကိုယ့်အလိုလျောက်ဟောပြောမည်မဟုတ်ကြားသည်မြတ် တို့ကိုဟောပြောလိမ့်မည်။နောင်လာလက်တန်းသောအရာတို့ကိုလည်းတင်တို့အားဖော်ပြလိမ့်မည်။ဒီမှာပါပြောလေ။တိုင်ရှင်တော်ဝိညာဉ်တော်ကတဲ့တမာတရားနဲ့ပြီးဆုံးတဲ့ဝိညာဉ်တော်ဖြစ်တယ်။သူရောက်လာတဲ့အခါမှာတမာတရားနဲ့ပတ်သက်ပြီးအကျွေးမဲ့တင်ပေးမယ်။ပြီးတဲ့အခါကျရင်ကိုယ့်အလိုလျောက်လည်းတင်ပေးမှာမဟုတ်ဘူးတဲ့။ခမဲတော်တားတော်အလိုတော်အတိုင်းကြားသည်မြအတိုင်း ခမဲတော်ရဲ့ယင်ခုန်တန်ကိုတင်ပေးမယ်ဟာလေလုယနောက်တစ်ခုကပါလဲဆိုရင်နောင်လာလက်တန်းတော်အရာတို့ကိုလည်းတင်တော့အာဖော်ပြလိမ့်မည်လာမဲ့အနာကလာမဲ့တင်ရဲ့ future မှာဘာတွေဖြစ်လာမလဲဘလို့ပြင်ဆင်ရမလဲဘလို့ spike ဖြစ်မလဲဘလို့ကြမ်းကြမ်းခံနိုင်မလဲတင်ဘာတွေပြင်ဆင်ရမလဲနောက်ဆုံးတော့ကာလမှာဘာတွေဖြစ်လာတော့မလဲတင်ကိုဘုရားသခင်ကတန်ရှင်တော်ဝိညာဉ်တော်ကကြိုးပြင်ဆင်ပေးมาဖြစ်တယ်ကြိုးဖော်ပြมาဖြစ်တယ်ဒါကြောင့် ကန္တအတီတီမှာတင်ဖျားကြောင်းမှာပဲဝိညာဉ်တော်ကိုနေရာပေးတယ်ဆိုရင်တော့ဖျားကြောင်းလောက်မှာပဲဝိညာဉ်တော်ပေါ်ပြလို့ရမယ်။ဒါပေမဲ့တင်းရအလုခွင်တင်းရတင်းရမီတာစုတင်းရအိတ်ခမ်းတဲ့နေရာအတီတီမှာတန်ရှင်တော်ဝိညာဉ်တော်ကန္တအတီတီမှာနေရာပေးတယ်ဆိုရင်တင်းကို နေရာတိုင်းမှာအချိန်တိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကစကားပြောလို့ရတယ်။ဒါဆိုရင်တင့်ကိုပေါ်ပြလို့ရတယ်။ဒီအရာဒီတန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြီးဝါခြင်းဖြစ်တယ်။ဟာလေလုယာဟာလေလုယာ။ဒါကြောင့်မိတ်ဆွေညီကောင်မောင်တို့မတို့တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြီးဝါတဲ့သူတွေဖြစ်ပါစေ။တန်ရှင်တော်ဝိညာဉ်တော် ਨੇ ပြီးဝါဖို့ကံတဲ့အတီးဒီမှာနေရာတိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးပါလို့ပြောပြခြင်းနဲ့အားလုံးကိုဖျားရခင်အထူးကောင်းကြီးပေးပါစေ။